One Piece ရဲ့အကောင်းဆုံးတိုက်ပွဲစာဘိုကအီမူရဲ့လှုပ်ဝက်ချက်ကိုတီးွား၏ဒီအချိန်မှာပဲဘက်ကီက cross gale ကိုသူတို့ဟာတကဘာလုံးကိုလှုပ်ခတ်ပြစ်မယ်လို့ကြေညာလိုက်ပါတယ်။ဇန်ကိုခုနဲ့ဆူရူကတော့ရေတပ်အဖွဲ့တွေတိုက်ခိုက်ခံထားရတာကြောင့်စိုးရိမ်နေကြပြီးဒါကသူတို့ကိုစိတ်မသက်သာဖြစ်စေခဲ့ပါတယ်။အကြောင်းကတော့အခုအချိန်မှာရေတပ်ဟာပင်လယ်ဓားမြတွေရဲ့ပြစ်မှတ်ထားခံရပြီးသူတို့အနေနဲ့ cross gale အမြန်ဆုံးဖယ်ရှားဖို့လိုနေပြီဆိုတာသဘောပေါက်သွားကြပါတယ်။ မဟုတ်ရင်တော့ရေတက်ဟာဖြည်းဖြည်းချင်းအင်အားဆော့ရုပ်လာနိုင်ပြီးရုတ်တရက်စံကိုကူဟာဟီနာမြင်လိုက်ရတာနဲ့ Grab ဘယ်ရောက်နေတယ်လို့မေးလိုက်ပါတယ်။ဒါပေမဲ့ဟီနာကတော့ Grab ဟာကိုဘီကိုသွားကယ်နေတယ်လို့ပြောလိုက်ပြီးကိုခုလည်းအန်းသင့်သွားခဲ့ရပါတယ်။အကြောင်းကတော့သူတို့ဟာမုတ်ဆိုင်နဲ့ပိုင်းတဲ့ထဲကိုသူတို့ဘာသာကျူးကျော်သွားကြလို့ဖြစ်ပြီးတစ်ဖက်မှာလည်းဘယ်ဂီကလည်းကျင့်နေနေပြီးဒီလူဟာဒုတိယရေတက်ဘိုးချုပ်ကြီးကိုနှိမ်နှင်းနိုင်ခဲ့တာကြောင့်ရေတက်ကလက်တော့ပြန်လာမှာကိုစိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ဘက်ကီကတော့သူ့ကိုအဖွဲသားအဖြစ်လက်ခံမယ်အကြောင်းပြောလာခဲ့ပြီးအားလုံးလည်းဝမ်းသာသွားကြပါတယ်။ဘက်ကီရဲ့လက်အောက်ငယ်သားတစ်ယောက်ကတော့ cross scale တင်မောကြီးပြည်စည်းကြောင်းဖြစ်ကြောင်းကြော်ညာလာတာကြောင့်ဘက်ကီလည်းတင်မောကိုစစ်ဆေးကြည့်ဖို့ထွက်လာခဲ့ပါတယ်။တင်မောဟာသူ့နဲ့တထေရာနဲ့တူနေတာကြောင့်ဘက်ကီလည်းအံ့ဩသွားခဲ့ရပါတယ်။တရက်ခရဂိုဒိုင်းနဲ့မာဟောရောက်လာတဲ့အချိန်မှာတော့ဘက်ကီကသူ့တို့ကိုအန်အောပွဲရတင်မောဒစီဆောက်လုပ်ပေးမယ်လို့ပြောထားပြီးမယ်အခုလိုရုပ်ဆူဆူပုံစံဖြစ်တာကြောင့်သူတို့လည်းစိတ်ပြတ်သွားပါတယ်အဲဒီနောက်မှာတော့ခရဂိုဒိုင်းနဲ့မာဟောလည်းဘက်ကီကိုအစည်းအဝေးခန်းထဲခေါ်ရင် ထူထောင်ရိုင်းနှံနေကြပြီတကယ်တော့ဘက်ကီဟာခရဂိုဒိုင်းရဲ့ရုပ်သေးရုပ်တမျှတာဖြစ်ပါတယ်ခရဂိုဒိုင်းလည်းသူတို့ဟာရေတက်အတွက်ချိန်ချောက်မှုတည့်ရဖြစ်နေမှနားလေတာကြောင့်လက်နက်ကင်နိုင်ငံတစ်ခုတိစားဖို့လိုနေပြီးတခြားသောအန်နီယယ်တွေလည်းရင်ဆိုင်လာရနိုင်တယ်လို့ဘက်ကီကတော့ဒီအခြေအနေအတွက်အရန်စိုးရိမ်နေခဲ့ပါတယ်တကယ်တော့သူတို့ဟာ cross gear ရဲ့ဟန်ပြအယုံမြတာဖြစ်နေပြီဘက်ကီလည်းအခုအချိန်အတွက် crocodile နဲ့မဟောတို့ကိုအပြစ်တင်နေခဲ့ပါတယ်ဘက်ကီကတော့ရှက်ရဲ့အဖွဲကိုအတော်လေးသဘောကျနေပြီသူနဲ့ရှက်ကတခါတော့ကပင်လယ်ဓားမြဘရင်ရဲ့တင်းမောမှာအဖွဲဝင်နေဖြစ်ကြပြီး နောက်ဆုံးတိုက်ပွဲမတိုင်ခင်မှာသူဟာနေမကောင်းဖြစ်နေတာကြောင့်သူ့ကိုပြုစုပေးဖို့ရှန့်ကလည်းနောက်တန်းမှာကြင်ရင်ခဲ့ပါရီဒါကြောင့်သူရောရှန့်မှာ laughing ကျွန်းကိုမရောက်ဖူးခဲ့ပဲရှန့်ကလည်းသူ့ရဲ့အိမ်မက်ကိုလက်လွတ်ခဲ့ရပါတော့တယ်တကယ်တော့လွန်ခဲ့တဲ့24နှစ်တုန်းကရော်ဂျာရှင်းလင်းခံရပြီးခါစားမှာဘက်ကီကသူ့နဲ့အတူ last day ကိုသွားဖို့ရှန့်ကိုစီးယုံခဲ့ပြီးမြန်ရှန့်ကတော့စိတ်မပြောင်းသွားခဲ့တာကြောင့်ဘက်ကီလည်းအန်းတင်သွားခဲ့ရပါတယ် ူကရှန်ဟာတစ်ချိန်မှာပင်လယ်ဓမြဘရင်ဖြစ်လာလိမ့်မယ်လို့အမေလို့တွေးထင်ထားတာဖြစ်ပြီးရှန်ကတော့သူနဲ့လိုက်ခဲ့ပါလို့ဘက်ကီကိုဖိတ်ခေါ်ထားပြီးမဲ့ဘက်ကီကတော့ငြင်းဆန်ပြီးစိတ်ပြတ်စွာပဲလန့်ခွဲခဲ့ပါရီအဲ့ဒီအချိန်ကစားလို့ဘက်ကီလည်းရှန်ကိုရန်သူတစ်ဖက်သဘောထားခဲ့ပြီးအခုချိန်မှာတော့သူလည်းရှန်ရဲ့လောက်ရက်တွေကိုနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါရီဘက်ကီလည်းပင်လယ်ဓမြဘရင်ဖြစ်ခြင်းကြောင့်အော်ဟစ်လိုက်တဲ့အချိန်မှာတော့စိတ်မရှိတော့ပဲခရဂိုဒိုင်းနဲ့မဟော့တို့လည်းဝိုင်းဝန်းထိုးချိတ်ကုန်ပါတော့တယ် သူတို့ကဘဂီဟာစကားပြောကောင်းတာကလည်း Empire ၄ပါးတဲ့ကတယောက်နဲ့မှညှိနှိုင်းမဲ့အစီအစဉ်မျိုးမရှိဘူးလို့တွေးထင်ထားပါတယ်။ဒါနဲ့ပဲဘဂီလည်းသူ့အစွမ်းကိုတတ်သိပြဖို့ဆုံးဖြတ်လိုက်ပြီးချက်ချင်းပဲသူ့ရဲ့လက်အောက်ငယ်သားတွေအားလုံးကိုငါတို့ One Piece ကိုအတူသွားယူကြမယ်လို့ကြေညာလိုက်ပါတယ်။ဒီအချိန်အားလုံးကလည်းစိတ်လှုပ်ရှားကုန်ပြီးတစ်ဖက်မှာတော့ Dragon တို့ကစာဘိုးတို့ဘေကင်းနဲ့ပြန်လာပြီးဆိုတဲ့သတင်းကြားရတာကြောင့်ပျော်ရွှင်နေခဲ့ပါတယ်။စာဘုတ်ကိုတွေ့ရတာကြောင့်ခိုးရလာလေအလွန်ကိုကျဉ်နေပြီတစ်ချိန်တည်းမှာပဲစာဘုတ်ကလည်းသူဟာလူလူကနေတင်မောနဲ့ပြန်လာတာဖြစ်တဲ့အကြောင်းအားလုံးကိုပြောလိုက်ပါရစေ။ ဒီနေ့ဟာပျောက်ဆုံးနေတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်အီဗန်နိုလည်းအံ့ဩသွားခဲ့ရပြီးစာဘူကတော့လူလူကဒုက္ခတွေကိုပါခေါ်လာခဲ့တာဖြစ်ပါလိမ့်။စာဘူနဲ့ဒရဂွန်တို့တွေ့ဆုံရင်ခူးမကိုစိုးရင်ကြောင့်ပြောနေတာကြောင့်စာဘူလည်းဒရဂွန်နဲ့အီနိုဗာရိုကိုမယ်ရီအက်စ်မှာသူမြင်ခဲ့ရသမျှစိုးရတဲ့အရာတွေအလုံးပြောပြဖို့ဆုံးဖြတ်လိုက်ပါလိမ့်။စာဘူကတော့သူ့ရဲ့မစ်ရှင်တွေအားလုံးပြီးဆုံးသွားကြောင်းနဲ့ခူမာကကြေကျော်နေအများပြခဲ့စေလာကြောင်းပြောလာပြီးဒရဂွန်ကနိုင်ငံဆက်နနိုင်ငံတွေက၈ခုဟာတော်လိုင်းရေးစစ်တီတွေကိုအားကြအတုယူပြီ ုံကန်နေကြပြီလို့ဆိုလာပါတယ်။ဒါပေမဲ့သူတို့တွေကလူလူကတော့ပျောက်ကွယ်သွားပြီးစာဖို့လဲအရာအားလုံးကိုမြင်တွေ့ကြရပေမဲ့ဒီဖြစ်ရပ်ကို World Government ကတော့ဖုံးကွယ်ထားဆဲဖြစ်ပါတယ်။ Ivano ကတော့တော်လန်ရေးစစ်တီတွေက World Government ရဲ့ရိတ်ခါထောက်ပံ့ရေးကိုပိတ်ဆို့ထားတာကြောင့်အဲ့ဒီသူတွေဟာငွေကြေးရောရိတ်ခါရောရှိတော့မှမဟုတ်ဘူးလို့ဆိုလာခဲ့ပေမဲ့ Dragon ကတော့ Ghost Knight တွေပေါ်လာခဲ့ပြီးတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေခဲ့ပါတယ်။ အိုင်ဗနိုကတော့ဆမ်ဘိုဟာဝေါ်ဂေါဗမန့်ရဲ့ပြစ်မှတ်ဖြစ်ကြောင်းပြောလာပြီးဒရဂွန်ကတော့ကင်ကော့ဘရာဟာစွမ်းရည်ပြေးသွားပြီးသဘောထားကောင်းသူလို့ဆိုပါရယ်ဒါပေမဲ့ဆာဘူဟာကော့ဘရာကိုလှုပ်ကြံကြောင်းဆွဆွဲခံရတာကြောင့်ဆာဘူလည်းကင်းကော့ဘရာရဲ့တိဆုပ်မှုအကြောင်းသူ့ကိုပြောလိုက်ရပြီးဆာဘူဟာမယ်ရီအက်စမာဖြစ်နေတာတွေကိုအားလုံးမြင်တွေ့ခဲ့သူဖြစ်ပါတယ်။လွန်ခဲ့တဲ့တလတုန်းကဆာဘူဟာဝေါ်ဂေါဗမန့်ရဲ့ရိတ်ခါယုံကိုဖျက်ဆီးသွားခဲ့တာဖြစ်ပြီးဒါဟာကောင်းငင်ငကားတွေကိုဒေါသထွက်စေခဲ့ပါတယ်။ဒါကြောင့်သူတို့လည်းအဆောက်အအုံတွေနဲ့အစည်းအကမ်းတွေကိုဒေါသထွက်နေကြပြီး အစီကံလေသူတို့ရဲ့ညှဉ်းပန်းမှုကိုဆက်လက်တီးခတ်တော့မှာမဟုတ်တဲ့အခါဒါကကောင်းငင်တကားတွေကိုကြာဆုံးစေနိုင်တဲ့အတွက်သူလဲအဲ့ဒီအမျိုးသားကိုကုမြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ခေဇူကရုတ်တရက်ဝင်ရောက်ကဲတင်ပေးလိုက်ပြီးသူ့ကိုခေဇူမန်ဘသူကားမှသတိမထားမိလိုက်ပါဘူး။ Cypher Pho Agent တွေလည်းလာရောက်တိုက်ခိုက်ကြပေမဲ့ခေဇူကတော့ပျောက်ကွယ်သွားပြီးသူတို့နောက်မှာပြန်ပေါ်လာရင်သူတို့လည်းခေဇူကိုမထင်မဖဲရှုံးနိမ့်သွားခဲ့ရပါတယ်။ တကယ်တော့ခေစုကလည်းတော်လိုင်းတက်ဖွဲ့ရဲ့တမှုတအုပ်ဖြစ်ပြီးသူကလည်းရုတ်တရက်အင်အားကြီးမှတဲ့စွမ်းအင်တစ်ခုကိုခန်းစားမိလိုက်ပြီးတဲ့နောက်ဖူဂျီထော်ရာနဲ့ရိုခုကူရောက်လာကြပါတယ်။မယ်ရီယက်မှာတော့တိုက်ခိုက်နေစေဖြစ်ပြီးကောင်းငင်နဂါးတွေလည်းထိတ်လန့်နေကြပါတယ်။တော်လိုင်းတက်ဖွဲ့ရဲ့အခြားတမှုတရဖြစ်သူလင်ဘရက်ကအစိကန်တွေကိုလွတ်မြောက်ခွင့်ပေးလိုက်တာကြောင့်သူတို့လည်းပျော်ရွှင်သွားကြပြီးတစ်ဖက်မှာတော့ဖူဂျီထော်ရာကိုခေစုကကြီးကန်းတွေနဲ့ဆေးလွတ်တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ Fuji Taurus ကသူတို့ကိုတားဆီးနိုင်တာကြောင့် Kicksu လည်းအန်းတင်သွားခဲ့ရပြီအဲ့ဒီအချိန်မှာပဲဘလူးတကောင်ကကောင်းရင်ငကားတွေကိုတိုက်ခိုက်လာပြန်ပါတယ်သူကတော့တမူမိုရီဖြစ်ပြီးရုတ်တရက် Ragu ကလည်းသူ့ရဲ့ Devil Fruit အစွမ်းနဲ့ Mori ကိုစတင်တိုက်ခိုက်ပါတယ်ဒါပေမဲ့ Mori ကလည်းပြန်လဲခုခံနိုင်ခဲ့ပြီး Ragu ကလည်းသူ့ကိုစ조사ဖမ်းချုပ်ထားခဲ့ပါတယ်ဒါပေမဲ့ကောင်းကင်နဂါးတွေကတော့အခုလိုအခြေအနေမျိုးဖြစ်မလာအောင်ကာကွယ်ပေးတဲ့လို့ရူဂူကိုအပြစ်တင်ပြောဆိုလာပြီးတစ်ဖက်မှာလည်း Fuji Taurus ကအောက်ခါကဲတလုံးကိုစင့်ခေါ်လိုက်ပါတယ် CP0 agent တွေကလည်းတော်လန်ရေးစစ်သည်တွေဟာထိုးဖောက်ဝင်ရလာကြောင်းနားလည်သွားကြပြီးသူတို့နဲ့အပေးအယူတစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။စာဘုကတော့ရဲတိုက်ထိဝင်ရောက်လာပြီးခူမာကိုကောင်းငင်နဂါးနှစ်ကောင်ကဖမ်းဆီးထားတဲ့အကြောင်းတွေ့လိုက်ရပါတယ်။တကယ်တော့ကောင်းငင်နဂါးဟာရှီရိုရှိကိုလူချင်းခဲ့ပြီးမယ်။သူဟာရှီသူမမင်းသမီးကိုသွားနှောက်ရှက်ခဲ့တာကြောင့်အခြားကောင်းငင်နဂါးတစ်ယောက်ကဝင်ရောက်ထိုးချိတ်သွားခဲ့တာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲသူဟာရှီရိုရှိကိုအိမ်မွေးတရဝအနေနဲ့ဖမ်းဆီးခြင်းနေတဲ့ကြောင်းစာဘုလည်းသဘောပေါက်သွားပြီးဒါရီဖြစ်မလာအောင်တားဆီးဖို့နဲ့ခူမာကိုကဲပြီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘိုနီကတော့သူမရဲ့အဖေကိုရှာဖွေနေဆဲဖြစ်ပြီး VV ကိုတော့လူစီကစောင့်ကြည့်နေခဲ့ပါတယ်။ VV ကတော့ဒါကိုမနှစ်သက်ပုံရပြီးသူမဟာ CP0 အကာအကွယ်မရှိတဲ့ရှီရိုရှိကိုလည်းစိတ်ပူပန်နေပုံရပါတယ်။တဖက်မှာလဲ Cobra က Fight Elder ရဲ့အခန်းထဲကိုဝင်လာပြီးသူ့ရဲ့လောက်ငယ်သား၂ယောက်ကတော့အဆောင်တွေကပေးမဝင်ပဲ Cobra ကိုသာအခန်းထဲဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။ဒါနဲ့ပဲ Cobra လဲ VV ကိုကာကွယ်ဖို့သူတို့ကိုပြန်လွှတ်လိုက်ပြီးအဲ့ဒီအချိန်မှာပဲစားဖို့ကလည်းလုံခြုံရေးအဆောင်တွေစီကတော့ကိုရောင်းယူနိုင်ခဲ့ပါတယ်။ ရုတ်တရက်စားဖို့လဲဘုံနီကိုမြင်ရပြီးတဲ့နောက်အံ့ဩသွားခဲ့ရပြီဘုံနီကလည်းငါတို့ဟာဥတီချက်တူတူတွေပဲလို့ပြောလိုက်ပါတယ်စားဖို့ကလည်းဘုံနီဟာခူမရဲ့တမီဖြစ်နေမှသိနေပြီသူမကလည်းပဲတော်လန်ရေးစစ်တီတွေကိုယုံကြည်တယ်လို့သူတို့ဟာသူမရဲ့အဖေကိုကဲတင်ခြင်းနေမှသိထားပါတယ်စားဖို့လဲတော့ကိုကစ်ဇူးရဲ့ကြီးကန်းစီပေးလိုက်ပြီဘုံနီကလည်းသူမအဖေရဲ့မှတ်ညာတွေပြန်ရနိုင်မယ်နီလန်တီးနိုင်အောင်ဖဂရဖန့်ကိုရှာဖို့အတွက်အေးချက်ကိုသွားမယ်လို့ဆိုပါတယ်အဲ့ဒီချိန်မှာပဲစာဘုတ်ကစစ်သားတွေနဲ့နီးကပ်လာကြောင်းသတိပြုမိလိုက်တာကြောင့် ဘိုးနီကိုလှမ်းဆွဲရင်အပေါ်ကိုခုန်တက်သွားလိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲစစ်သားတွေလည်းသူတို့ကိုရှာမတွေ့ခဲ့ကြပဲစစ်သားတွေအချင်းချင်းပြောနေတဲ့စကားတွေအရစာဘိုလဲမယ်ရီအက်စ်မှာလျှို့ဝှက်အခန်းတစ်ခုရှိနေမှသိလိုက်ရပါတယ်။စာဘိုလဲဒါကြောင့်အတော်လေးအံ့ဩတင်သွားခဲ့ရပြီးအပြင်ရောက်တဲ့အချိန်မှာတော့စာဘိုလဲအေးဟက်သွားမဲ့ဘိုးနီကိုနှုတ်ဆက်လိုက်ပါတယ်။ဘိုးနီထွက်သွားတဲ့အချိန်မှာတော့စာဘိုလဲလျှို့ဝှက်အခန်းကိုစိတ်ဝင်စားနေတာကြောင့်ရှာဖွေကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးတစ်ဖက်မှာလည်းအခန်းထဲတယောက်ထဲဝင်သွားတဲ့ကော့ဘရာကပလင်ပေါ်မှာဘသူကိုမှမတွေ့ရတာကြောင့်အံ့ဩတင်သွားခဲ့ပါတယ်။ အခန်းထဲမှာလည်းတန်ကြီးတက်နေတဲ့ဓာတ်တွေသာရှိပြီးအဲ့ဒီအချိန်မှာ Fight Aider ကထွက်လာရင်မင်းဗာမေးချင်တယ်ဆိုပြီးမေးလာပါတယ်ဒီတော့ Cobra ကလည်း World Government ဟာလွန်ခဲ့သောနှစ်ပေါင်း800တုန်းကနိုင်ငံပေါင်း20ကစူးစီးတီထောင်ထားတာဖြစ်ပြီးတီထောင်သူတွေဟာ Mary S ကိုရောက်လာကြရင်သူတို့ကိုကောင်းငင်နဂါးတွေလို့ခေါ်ကြတယ်ဒါပေမဲ့ဒီနိုင်ငံ20ကအချင်းချင်းတူညီမျှတမှုဆက်ဆံတာတွေကိုလိုချင်တာကြောင့်ပလင်အလုတ်ကိုရည်ရွယ်ချက်ရှိရှိဖန်တီးကြပြီးဒါဟာတစုံတစ်ယောက်ကအာနာရှင်ဖြစ်လာတာကိုကာကွယ်ဖို့အတွက်ပဲဖြစ်ပါတယ် မရီအက်စ်ကိုရောက်လာတဲ့ဘေးရင်တွေကတော့သူတို့ရဲ့ပိုင်နက်ကနေနာမည်ကိုစွန့်ပယ်ရမှာဖြစ်ပေမယ့်အယ်ဘရစတာကတော့ကွဲပြားနေပြီးခွင်းစ်လီလီဟာသူမရဲ့နာမည်ကိုနိုင်ငံ20ကျားမှာထိမ့်သိမ်းထားစေဖြစ်ပါသည်သူမဟာအာရာဘတ်စတာကိုပြောင်းဖို့အတွက်ကောင်းငင်တကဖြစ်လာဖို့ကိုလည်းညှင်းဆန်နေပြီးအခုအချိန်မှာတော့ပလင်လွတ်နာမှာဒါ16လက်တာကြန့်ရှိပါတော့တယ်။ Cobra လည်းတမန်ကြောင့်တစ်ခုလုံးဖတ်ပြီးပြီမယ်။မှတ်တမ်းတွေထဲမှာ Queen's Lily ရဲ့နာမည်မတွေ့ခဲ့ရသလိုသူမဟာအာရာဘတ်စတာကိုဘယ်တော့မှပြန်ရောက်မလာတာကြောင့် Cobra လည်းသူမဘယ်ရောက်သွားသလဲဆိုတာမသိနိုင်ပဲဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ Fives Era ကတော့ဒီဖြစ်ရပ်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပွားသွားခဲ့တာကြောင့်သူတို့လည်းပဲဒီအကြောင်းတွေကိုမသိဘူးလို့ဆိုပါရယ် Crowbar ကလည်းဒီကဘာလဲလို့မေးလိုက်ပြီး Fives Era လည်းဒီစကားကြောင့်အံ့အသင့်သွားပါရယ်တကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်း၈၀၀တုန်းကလီလီဟာဒီအကြောင်းနဲ့ပတ်သက်လို့ Nefari တော်ဝင်မိသားစုအတွက်စာတစောင်ထားခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာတော့ခူမာက Siroshi ကိုဖမ်းမိသွားပြီး Charles လည်းအလွန်ပဲပျော်ရွှင်သွားခဲ့ပါတယ်။ သူကသူမကိုအိမ်ဝေးတိရစ္ဆာန်ပြုလုပ်ချင်နေတာဖြစ်ပြီးရှီရိုရှီလည်းထိတ်လန့်နေခဲ့ပါတယ်။ချာလော့စာသူ့ကိုရှီရိုရှီကနေရာတိုင်းစီတဲသွားစေချင်နေတာဖြစ်ပြီးရှီရိုရှီလည်းဒီတောင်းဆုမှုကိုညှင်းဆန့်ခဲ့တယ်လို့တခြားသူတွေအားလုံးကပါအကူအညီတောင်းနေခဲ့ပါတယ်။ဒါပေမဲ့သူတို့ကကြောက်လန့်တကြားထွက်ပြေးကုန်ကြပြီးအဲ့ဒီအချိန်မှာပဲရှီရိုရှီအကူ၃ယောက်ကပါရုတ်တရက်ပေါ်လာကြပါတယ်။သူတို့လည်းညီမဖြစ်သူကိုကာဝဲဖို့ချာလော့စ်ကိုဝင်ရောက်တိုက်ခိုက်ကြပြီးမြဲချာလော့စ်ကလည်းသူတို့ကိုတိုက်ခိုက်ဖို့ခုမကိုအမိန်ပေးလိုက်ပါတယ်။ရှီရိုရှီလည်းစိုးရိမ်သွားပြီးရုတ်တရက်ရေဘကာကလည်းရှီရိုရှီကိုကူညီဖို့အပြေးအလှယောက်လာပါတယ်။ Charles နဲ့အတော်လေးဒေါသထွက်သွားခဲ့ရပြီး Fuka Broshi ကလည်းသူ့ကိုချက်ချင်းပဲဝင်ရောက်တိုက်ခိုက်ပါတော့တယ် Charles လည်းတကယ်လို့ကောင်းရင်တကားကိုတိုက်ခိုက်တယ်ဆိုရင်ဖန်စီခံရလိမ့်မယ်လို့သတိပေးလိုက်ပြီးအဲ့ဒီအချိန်မှာပဲ Leo နဲ့ She ကတော့ Charles ကိုဝင်ရောက်တိုက်ခိုက်ကုန်ကြပါတော့တယ်။အဲ့ဒီနောက်မှာတော့ခုမလေးသူတို့ကိုပြန်လဲတိုက်ခိုက်ဖို့ကြိုးစားလာပြီးမယ် Mori ရောက်လာပြန်ပြီးသူ့ကိုတားဆီးလိုက်ပါတယ်။တစ်ဖက်မှာတော့ Cobra က Fight Ada ကို D ကဘာလဲလို့မေးမြန်းနေဆက်ဖြစ်ပြီးသူတို့လည်းအပြေမပေးခဲ့ကြပါဘူး။ ဒီအချိန်မှာပဲရုတ်တရက်အီမူရောက်လာပြီး fight အေတာလည်းအန်းတင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အီမူလည်းပလင်လို့ပေါ်မှာဝင်ထိုင်းလိုက်ပြီး cobra လည်းအန်းတင်သွားရင်းဒီအပိုင်းဇက်လေးကအဲ့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။